ဒီ RFA တို့ VOA တို့ထိခိုက်အောင် လုပ်တဲ့ပုံစံမျိုးဟာဒီအာနာရှင်တွေအတွက်ကိုပြည်တဲ့ဆုလက်တွေပဲဖြစ်နေပါတယ် ရဖီရဲ့အခြေအနေကတော့ကျွန်တော်တို့အားလုံးသိပြီးတဲ့အတိုင်းပဲလေဒီပြီးခဲ့တဲ့မတ်လ15ရက်နေ့ကနေပြီးတော့ဒီထရန်နာလက်မှတ်ထိုးပြီးတော့လက်မှတ်ထိုးလိုက်တယ်ပေါ့ဒီမီဒီယာတွေမီဒီယာဖြစ်တဲ့ဥပမာ USAGN ပေါ့ကမ္ဘာလုံးဆိုင်ရာအမေရိကန်နိုင်ငံကမ္ဘာလုံးဆိုင်ရာသတင်းထုတ်လွှင့်မှု agency အဲ့ဒီ agency ကိုဟန်ဒီပြီးတော့ short ပို့ဆိုပြီးတော့သူတို့ လက်မှတ်ရေးထိုးလိုက်ပါတယ်ဒီလိုလက်မှတ်ရေးထိုးတာနဲ့တပြိုင်နေပဲသူ့အောက်မှာရှိနေတဲ့ပေါ့ RFA တို့ VOA တို့ပါအပါဝင်ပေါ့အဲ့ဒါအကုန်လုံးရဲ့အနေထားဒီပုံစံပြတ်သွားတယ်ပေါ့ပုံစံပြတ်သွားတဲ့အချိန်မှာဒီ RFA အနေနဲ့ကကြတော့ तू ကဒီ American အစိုးရရဲ့လုပ်ငန်းမဟုတ်ဘူး तू က American Congress ကကနေပြီးတော့ငွေချထားပေးပြီးတော့ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် तू ကပါလဲဆိုတော့ तू ငွေ तू ငွေထက်မရတော့ဘူးပေါ့အဲ့ဒီမှာရက်လိုက်ပြီးဆိုပြီးတော့လုတ်လိုက်တော့ထက်မရတော့ဘူးသူကဒီရှိတဲ့ဟိုဘောထက်လည်းမပြီးတော့ပဲနဲ့နောက်နောက်ပိုင်းရတဲ့နောက်ပိုင်းကျန်တဲ့ငွေလည်းပြတ်အပ်ပါဆိုပြီးတော့သူကအဲ့ပုံစံမျိုးနဲ့ပြီးတယ်ဒါနဲ့ RFA အနေနဲ့ကတော့သူကဟိုဒီ VOA ကသူကဒီအမြင်နဲ့ဝန်ထမ်းတွေအကုန်လုံးကိုသူကခွင့်ပေးလိုက်တယ်ဒီ RFA အနေနဲ့ကြတော့ သူရသလောက်တော့ဆက်လုပ်မယ်ဆိုပြီးတော့သူတို့ဆက်လုပ်တယ်ပေါ့လေဆက်လုပ်တာတပတ်တတီလုပ်တယ်ပြီးခဲ့တဲ့တောက်ကြနေ့အထိကိုသူတပတ်တတီသူတို့ဆက်ပြီးလုပ်တယ်လုပ်ပြီးအခုလောလောအခုကြတော့သူတို့ရက်သွားပြီပေါ့ရက်သွားတဲ့အနေထားမှာဝန်ထမ်းတွေကိုသူကသူထုတ်ပေးတာလည်းမဟုတ်ဘူးဟိုဒီလုပ်ငန်းရက်တာလည်းမဟုတ်ဘူးနဲ့ခဏနားထားတဲ့ဆိုတဲ့ပုံစံမျိုးနဲ့နားထားပြီးတော့ဒီ လူနဲ့အနေအချင်းနဲ့ပဲပေါ့လေလူနဲ့နဲ့ပပလေးလူအနေအချင်းနဲ့ပဲသူဆက်ပြီးတော့ကျွန်တော်တို့အလုံးလုံးနေပါတယ်အခုလက်ရှိအခြေအနေကတော့ဟိုသူတရင်နေရတော့သူရေဒီယိုကတော့ကြက်သွားပါပြီဟိုဒါပေမဲ့သူဝက်မှာတော့ web RFA ဘာမီဆိုတာတော့ဆက်ရှိနေတယ်အဲ့ဒီမှာလေတချို့တရင်နေတော့ကျွန်တော်တင်နေပါတယ်ထွက်နေတာလေတွေ့တွေ့မြင်နေရပါတယ် ဆိုတော့အခုတိုင်းရတော့သူတို့ကဒီဟိုမှာဒီ USA GM ကိုရက်လိုက်တဲ့အချိန်တုန်းကလည်းသူတို့ဒီမိန့်စာတွေမှာပါတယ်ဟာပါတာရှိတယ်သူတို့ကရက်ပေါင်း30တွင်းမှာသူတို့ပြန်ပြီးတော့ဟိုဟိုဟာလုတ်နှက်ဟိုဟာပေါ့ကိုကိုဘက်ကနေပြီးတော့ကိုတင်ပြเสียရှိတယ်တင်ပြအယူခံသဘောမျိုးပေါ့အဲ့ဒါမျိုးလုတ်နိုင်တယ်ဆိုတဲ့အမျိုးပါတယ်ပါတော့ကျွန်တော်တို့ကြားသိရသလောက်ကတော့ RFA အနေနဲ့ကတော့ဥပဒေ RFA ဒီသူကလွတ်တော်ကနေပြီးတော့ဒီဥပဒေအရဖွဲ့စည်းပေးထားတဲ့အတန်းလွှင့်ဌာနတစ်ခုဖြစ်တယ်ဥပဒေအဲ့တော့ဥပဒေအတိုင်းပဲဆောင်ရွက်ဖို့လုပ်နေတယ်ဆိုတော့ဒါသိရှိရပါတယ်ခင်ဗျာအဲ့ဒီကတော့ဒီတော့ဒီအဓိကပထမဆုံးစတာ1996ခုနှစ် 1996ခုနှစ်မှာသူစတယ်စတာသူအဓိကတော့သူတရုတ်ဌာနနေပြီးတော့သူစပြီးဖွဲ့စည်းလိုက်တယ်ဖွဲ့စည်းလိုက်ပြီးတော့မှနောက်ပိုင်းမှာဟိုဗမာတို့ဗီယက်နမ်တို့လာအိုစုဟိုသူသူကန်တုန်းနီးစုနောက်ပြီးတော့ဝီကာတို့ဆိုပြီးတော့ဟိုကိုရီးယားဆိုပြီးတော့သူတို့ဌာနကိုကုနဲ့ သူဆက်လက်ဖွဲ့စည်းသွားတယ်ဆက်လက်ဖွဲ့စည်းပြီးတော့လုပ်နေတယ်အဲ့ဒီအဲ့ဒီချိန်ကစပြီးတော့လေကျွန်တော်တို့ဟိုပေါ့ဒီ RFE RFE ဆိုတာဟိုလောက်လာတယ်အခုဆိုလို့ရှိရင် RFE ကဒီအပတ်စဉ်ပေါ့ဒီလူတန်း60လောက်ကြီးစုနားထောင်နေတဲ့တင်းကိုရရှိရရှိနေတဲ့ဌာနကြီးတစ်ခုဖြစ်နေပါတယ်ခင်ဗျာ တော့ဒီအားတော့အဓိကတော့ပေါ့အဲ့မှာနှစ်ပိုင်းပေါ့အဲ့ဒီပိုင်းမှာနှစ်ပိုင်းပြောခြင်းတပိုင်းပထမတပိုင်းကတော့ဒီအဓိကရက်သွားဆိုဘလူတွေနားလဲဆိုတော့ဒီ RFA တို့ RFA ဖွဲ့စည်းထားတဲ့အနေထားမှာသူ့ရဲ့ mandate ပေါ့သူ သူ့ရဲ့ဟိုဟာဘာလို့လဲဆိုတော့လူကဒီဟိုသူ voice for the voiceless ပေါ့လေဒီဟိုအတန်မထွက်နိုင်တဲ့လူလူတွေအတွက်ကို ျွန်တော်တို့အတန်ထုတ်ပေးတယ်တို့တို့တည်င်းလွတ်လပ်ခွင့်မရှိတဲ့နေရလူတွေအတွက်ကိုကျွန်တော်တို့တည်င်းမှန်နေရအောင်လုပ်ပေးတယ်ဒါကျွန်တော်တို့ရဲ့ mission ပဲအဲ့ဒီအဲ့ဒီအဲ့ဒီတိုင်းကျွန်တော်ဆောင်ရွက်ပေးနေတယ်အဲ့လိုဆောင်ရွက်ပေးတဲ့အဲ့လိုဆောင်ရွက်ပေးတဲ့အတွက်ကြောင့်အခုကျွန်တော်ရက်လိုက်တယ်ဆိုတော့ရက်လိုက်ဆိုတဲ့တည်င်းတွေကိုတင်လိုက်တဲ့ဟာမှာ အောက်မှာ လာရေးထားတာအောက်မှာလာပြီးတော့မှတ်ချက်တွေရေးကြတဲ့ဟိုရာနဲ့ထောင်နဲ့ချီပြီးတော့လာပြီးမှတ်ချက်တွေရေးကြတယ် ရေးကြတော့အဲ့ဒါကိုကြည့်လိုက်တာနဲ့သူကရှင်းနေတယ်ဘာလဲဆိုအဲ့မှာအပိုင်းနှစ်ပိုင်းဖြစ်နေနှစ်ပိုင်းကဘယ်လိုပုံစံလဲဆိုတော့တစ်ပိုင်းကတော့သူကဒီ RFA နားမထောင်ရတော့ဘူး RFA နားထောင်နှစ်နှစ်ပေါင်းများစွာနားထောင်လာတဲ့သူမီဒီယာကြီးရက်သွားတော့မှလာဆိုပြီးတော့စိုးရင်တန်နေနဲ့ဟိုဒီပြောကြတဲ့ one year one year စကားပြောကြတဲ့လူရှိတယ်လို့ပဲအော်ဝမ်းမြောက်ဝမ်းသာစွာနဲ့သွားပြီးမင်းတို့ပြည်ဖြက်ပြည်ဖြက်တဲ့ကောင်တွေ ဆိုပြီးတော့ပြောနေတဲ့ဒီဘောဒီမျိုးစုံဆိုတော့အဲ့ဒါမျိုးတွေဝေဖန်တဲ့လူတွေကလည်းရှိတယ်ဆိုတော့အဲ့ဒီအကြည့်တွေကဒီကလူကနှစ်ပိုင်းပေါ့တစ်ပိုင်းကကျွန်တော်တို့အားနဲ့တဲ့ကျွန်တော်တို့ရဲ့ကြီးပဲကြီးပဲအတိုင်းကျွန်တော်လှုပ်ဆောင်နေတဲ့လူတွေအတွက်ကိုဒီသတင်းမှန်တွေပြီးနေလွတ်လပ်တဲ့သတင်းမီဒီယာအနေနဲ့ရက်သွားတဲ့အတွက်ကြောင့်လူတွေမှာတော်တော်လေးညှက်နာရတယ်ဆိုတော့အဲ့ဒါတစ်ပိုင်းပေါ့ဒုတိယတစ်ပိုင်းကတော့ သူကဒီဟိုဟာဒီအာနာရှင်နဲ့ပတ်သက်ပြီးတော့ဒီတဲ့လူတွေအာနာရှင်နဲ့တွက်ကာတော့သူကဆုလက်ကြီးရသွားသလိုဖြစ်သွားတယ်ဆိုအဲ့ဒါလည်းပဲဟိုဟာပဲဒီကျွန်တော်တို့ဒီ RFA တို့ VWA တို့ပိတ်သိမ်းမှုဒီဒီသမရလက်မှတ်ရေးထိုးတယ်ဆိုတဲ့အနေအထားမျိုးတွေထွက်လာတဲ့ချိန်မှာဒီကလေးကဒီတရုတ်မီဒီယာဟို global ဟိုတရုတ်မီဒီယာတွေ ရုရှားမီဒီယာတွေကနေပြီးတော့ကောင်းကြီးပေးကြသလိုပဲတော့ဥမာဟွန်ဆန်းလိုဒီတို့ရှစ်တော်အရှမှာဒီအာနာရှင်နိုင်ငံတနိုင်ငံဖြစ်တဲ့နေရာဟွန်ဟွန်ဆန်းကလည်းပဲကောင်းကြီးပေးတာတွေ့ရတယ်ဆိုတော့ဒီဟာကတော့ဒါအဖြေပဲဒီဟိုသူဟိုပေါ့ဒီ RFA တို့ VOA တို့ထိကြိုက်အောင် လုပ်တဲ့ပုံစံမျိုးဟာဒီအာနာရှင်တွေအတွက်ကိုပြည်တဲ့ဆုလက်တွေပဲဖြစ်နေပါတယ်ဟို RFA RFA ကတော့သူကထွတ်တော်ကနေပြီးတော့ဒီဥပဒေအရဖွဲ့စည်းပေးထားတဲ့အဖွဲ့အစည်းအတန်လွှဲဥပဒေအရဟိုပြောတာလေအခိုင်အမာဖွဲ့စည်းပေးထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုဒီဟာမျိုးကအဝဘောတော့လွတ်တော်မှာဆိုလဲသူကလွတ်တော်ရဲ့သဘောတူညီရဲ့လွတ်တော်မှာပါတီနှစ်ရက်လုံးကနေပြီးတော့ဒီထောက်ခံပြီးတော့လှုပ်ထားတဲ့နော်အဲ့ဒီမှာသူကငွေပေးနှစ်စင်သူပေးနေတဲ့ငွေရအစား ဒီပါတီနှစ်ရလုံးကလူတွေလွတ်တော်ကနေသဘောတူညီချက်နဲ့သူတို့ခွင့်ပြုတဲ့ငွေပဲဖြစ်ပါတယ်